မင်္ဂလာပါ TV ဖတ်ချက်ရဲ့ podcast အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်ဒီတစ်ပတ်ပြောပြပေးသောမှာတွေကတော့ကောလင်းခရိုင်ဝင်းတုံမြို့နယ်အာမခံကျေးရွာကဒေသခံ9ဦးကို PDF တွေကတပ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းအမှားမဟာချိုင်က happy bar ဟာ NUG နဲ့ PDF တွေဖွင့်ထားတာမို့ထိုင်ရွေးတွေကဝင်းစည်းလိုက်တာ CDN ဝန်ထမ်းတွေနဲ့မူးယစ်ဆေးတွေပါဖမ်းဆီးမိတယ်ဆိုတဲ့သတင်းအမှားနဲ့မိုးပြဲကနေထွက်ပြေးသွားတဲ့ PDF တွေက စစ်ကောင်စီစစ်ကြောင်းလိုက်မလာနိုင်စေဖို့ပြည်သူပိုင်နေအိမ်တွေကိုမိရှို့ဖျက်ဆီးထားတယ်ဆိုတဲ့သတင်းအမှားတွေကိုစစ်ဆေးတင်ဆက်ပေးသွားမှာပါပြည်ရတရားတက်တယ်ဆိုပြီးတော့မှလူကနေပြီးတော့မှဝါလာဖြစ်တော့မှဟိုအမကရွာထဲမှာတော့ပုံမှာအမကလည်းစက်တဲ့နဲ့ချားထဲမှာပါ အဲ့ဒီနေတွေကကျွန်တော်တို့ PDF ဖွဲ့တွေကလည်းမရောက်ဘူးကသူတို့ရဲ့သူတို့ရဲ့ထိကျုံနေမြဲတာကျွန်တော်လည်းအဲ့ဘက်ကမသွားရဘူးမှာအဲ့ဒီမှာကအာဘကနဲ့ဒီအာဘကနဲ့အနည်းဆုံးက၆တိုက်ရှိတယ်၆တိုက်မှာကသူတို့ကလုံးဝတက်ဆွဲထားတဲ့နေရာဟုတ်လားအဲ့လိုပေါ့နောက်ပြီးတော့မှအခုတက်ဖြစ်သွားတာကလည်းဟိုဈေးတယ်ဒီပေါ့ယူတဲ့ကိုယူတဲ့ကိုဘယ်လိုပေါ့ဈေးအဝယ်လွှဲလုပ်နေတဲ့ဟာဒီ အဲအဲ့ဒါကိုတက်ဖက်တော့တာအဲ့ဒါကို PDF ဆိုပြီးတော့မှ PDF တွေတက်တယ်ဆိုပြီးတော့မှသူတို့ကဟိုတုံးလုံးတော့ပါမှာကောလင်းခရိုင်အမှတ်လေးတက်ရင်ကဝင်းတော်နယ်ကဒေသခံ9ဦးကိုတော်လှန်ရေးအဖွဲ့တွေကတက်ဖြတ်ခဲ့တယ်ဆိုတော့ဖြစ်စဉ်နဲ့ပတ်သက်ပြီး DVB ရဲ့မေးမြန်းမှုကိုဖြေဆိုထားတာပဲဖြစ်ပါတယ်။ဧပြီလ28ရက်နေ့မှာ ဝင်းတော် PDF ဒေသခံ9ဦးကိုတက်ဖြတ်ခဲ့တယ်ဆိုတော့ဖြန့်ဝေမှုတွေဟာလူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့ပါတယ်။ ဒီလို PDF တွေကဒေတာခံတွေကိုတက်ဖြတ်ခဲ့တယ်ဆိုတဲ့ဖြန့်ဝေမှုတွေကိုဝင်းတို့ PDF တွေကညှင်းဆိုထားပါတယ်။ဒါအပြင် calling ခရိုင်ထဲကသတင်းတွေကိုမျှဝေပေးနေတဲ့ calling info ကလည်းဒီဖြစ်စဉ်ဟာစစ်ကောင်စီဝင်တွေကကျူးလွန်ခဲ့တာလို့အတည်ပြုထားပြီးလွတ်လပ်ပြင်းပြစ်စိတ်ချတဲ့သတင်းဌာနတွေမှာလည်းဒေတာခံခုနှစ်ဦးကိုတက်ဖြတ်ခဲ့တာစစ်ကောင်စီဝင်တွေသာဖြစ်တယ်လို့အတည်ပြုပြောဆိုထားပါတယ်။ဒါကြောင့် calling ခရိုင်ဝင်းတို့မြို့နယ် အမခန့်ကြေးရွာကဒေသခံ9ဦးကို PDF တွေကတက်ဖြတ်ခဲ့တယ်ဆိုပြီးဖြန့်ဝေနေတာဟာတရင်အမှားပဲဖြစ်ပါတယ်။မဟာချိုင်က happy bar ဟာအန်ယူဂျီနဲ့ PDF တွေဖြန့်ထားတာမို့လို့ထိုင်ရဲတွေက ဝင်စည်းလိုက်တာ CDM တွေနဲ့မူရင်ဆေးတွေပါဖန်ဆင်းမိတယ်ဆိုပြီး social media ကဖြန့်ဝေမှုတွေရှိနေပါတယ်။ဒီဖြန့်ဝေမှုတွေကိုစစ်ဆေးကြည့်တဲ့အခါမှာတော့ထိုင်တရင်ဌာနတွေရဲ့ဖော်ပြချက်အရထိုင်းနိုင်ငံမဟာချိုင်ဟာ happy bar ကို ိုင်းရဲတွေကဝင်စီးနေရမှာလက်လက်တချို့နဲ့မူရစ်ဆေးတွေဖမ်းမိတယ်။ဘာမှနေထိုင်သူ150ဦးရှိတယ်။ပိုင်ရှင်ကမြန်မာဖြစ်တယ်လို့ဖော်ပြထားတာဖြစ်ပြီးဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြချက်နဲ့ထိုင်းရဲတွေရဲ့ထုတ်ပြန်ချက်တွေမှာပိုင်ရှင်က NUG PDF တွေနဲ့ဆက်ဆက်နေတယ်။ဖမ်းဆီးရမိသူတွေဟာ CDM တွေဆိုတာဖော်ပြထားတာမျိုးလုံးဝမပါဝင်ပါဘူး။ ဒါကြောင့်ဒီဖြန့်ဝင်နေတာဟာ Happy Bar ကိုထိုင်းရဲတွေဝင်စင်းနှစ်နဲ့ဖြစ်စဉ်ပေါ်မှာလူရဆွဲဖြန့်ဝင်နေတဲ့တဲ့အမှားဖြစ်တာကိုထင်ရှားနေပါတယ်။မိုးပြေကနေထွက်ပြေးသွားတဲ့ PDF တွေကစစ်ကောင်စီစစ်ကြောင်းလိုက်မလာနိုင်စေဖို့ပြည်သူပိုင်နေအိမ်တွေကိုမိရှို့ဖျက်ဆီးလိုက်တယ်ဆိုပြီးစစ်ကောင်စီလော်ဘီတွေက ဖြန့်ဝင်နေပေမဲ့အမှန်တကယ်တော့စစ်ကောင်စီဝင်တွေကလက်နက်ကြီးတွေမီးလောင်ဘူးတွေနဲ့ကျဲချလို့နေအိမ်တွေမီးလောင်ပျက်စီးရတာသာဖြစ်ပါတယ်။ ရှမ်းကရင်နီအဆက်ကမိုးပြဲမြို့ကိုစစ်ကောင်စီကလွန်ခဲ့တဲ့နှစ်ပတ်ကစလို့ထိုးစစ်ဆင်လာလို့ကရင်နီတပ်ဖွဲ့တွေဘက်ကကာကင်းတချို့ဆုတ်ခွာပေးခဲ့ရပြီးမေလ2ရက်နေ့မှာတော့စစ်ကောင်စီဘက်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့မိုးပြဲကနေအိမ်တွေမီးလောင်ပျက်စီးခဲ့ရတယ်လို့သတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်တွေနဲ့အတူလွတ်လပ်မြုံကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့် မိုးပြေကနေထွက်ပြေးသွားတဲ့ PDF တွေကစစ်ကောင်စီစစ်ကြောင်းလိုက်မလာနိုင်စေဖို့ပြည်သူပိုင်နေအိမ်ကိုမိရှို့ဖျက်ဆီးလိုက်တယ်ဆိုပြီးဖြန့်ဝေနေပေမဲ့အမှန်တကယ်တော့စစ်ကောင်စီဝင်တွေကလက်နက်ကြီးတွေမီးလောင်ပုံးတွေနဲ့ကျဲချလို့နေအိမ်တွေမီးလောင်ပျက်စီးရတာသာဖြစ်ပါတယ်။နေ့ရက်တိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်အမှားခွဲခြားနိုင်စေဖို့တက်ဆက်ပေးနေတာပါ။ online ပေါ်ကသတင်းတွေကိုတွေ့တိုင်းချက်ချင်းလက်ခံလိုက်တာမျိုးမဟုတ်ပဲမိမိတို့ကိုယ်တိုင်ဖက်ချက်လုပ်ပြီးမှယုံကြည်ကြပါနော်။ မင်္ဂလာရှိတဲ့ညချမ်းချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်